ဘာလို့လို့နဲ့တက်ကလစ်တစ်ခုကိုကြုံလာဆရာတိတ်မပြောဖြစ်တာဒီနှစ်ပိုင်းထဲမှာနည်းနည်းလေးဆရာတိတ်ပြီးချော့ပြောထားတဲ့နေသားကိုပြောပါဆိုရင်တော့ကြာစာပရိဖြစ်ပါလိမ့်မယ်အခုတခါတော့ကြာစာပရိသတ်သမီးမိတ်ဆွေတွေ2025ခုနှစ်မှာကန်ရှင်တွေဘလို့ရှိခဲ့တယ်လဲဒါပြင်2026မှာကန်စတာကောင်းအောင် ဘာတွေကိုကောင်းကောင်းပြုလုပ်တင်တယ်လဲဆိုတာကိုဆရာကပြောပြပြီးမှဖြစ်တဲ့အတွက်ကျစာပရိသတ်သမီးမိတ်ဆွေတို့ဒီမကြခင်မှာဆရာတို့အခုဆိုရင်ဆရာရိုက်နေတာနိုဝင်ဘာလာလေလောက်ဆိုတော့မိတ်ဆွေတို့နေနဲ့မကြခင်မှာခရစ်တော်ကိုရွေးအစွဲပြုပြီးရေးဆွဲတာလည်းပြက်ကရင်တစ်ခုကိုပုံလို့2026ကိုပြက်ကရင်တစ်ခုကိုရောက်ရှိတော်မယ်အဲ့တော့ကျစာပရိသတ်သမီးမိတ်ဆွေတို့နေနဲ့2026ခုနှစ်တည်းမှာမိတ်ဆွေတို့ရဲ့ကန်ဆာတာအခြေအနေဘယ်လိုရှိခဲ့တယ်လဲဆိုတာကိုဆရာကိုမှတ်မိပါအောင်ဘာမှမပြောမိမှာဆရာငင်းနားမှာ2026ခုနှစ်အတွက်တနစ်စာဟောစတဲ့နေကိုဆရာကြီးမှာယူလို့ရပြီဆိုတဲ့အကြောင်းနဲ့မနစ်ကမရတဲ့ ဲ့မိတ်ဆွေများအဲဆရာကြီးကျွန်တော်မနစ်ကမရလိုက်လို့ပါဆရာမနစ်ကအားလုံးလူစိတ်မရေးပြလိုက်ရတဲ့အတွက်2026ခုနှစ်ဆရာတကြံကြရင်တော့ဆရာတနစ်စာဟောစနန်းနေလို့မပြောတော့ဘူးမရေးတော့ဘူးအခုဆရာနော်ဆရာလည်းမန္တလေးရောအခုဆိုဆောင်ဆရာနေပြီးတော့ရောက်နေဆိုတော့လေအဲ့တော့အဲ ဆရာဗမာခုနှစ်တက်ကြွေကိုတော့တနစ်စာမရေးပြီးတော့ဘူးမိတ်ဆွေတို့အတွက်ကိုဆရာဗီဒီယိုနဲ့ပဲအများစုကို equilibrium ကြကြရိုက်တင်ပြီးတော့မယ်ပြီးတော့တကြံအတွက်ဟောစတန်းတွေလည်းဆရာရရအောင်မှာဖြစ်တဲ့အတွက်အဲ2026မှာတော့တနစ်စာဟောစတန်းတွေကိုဆရာအမနစ်ကမရတဲ့မိတ်ဆွေများအတွက်ကိုပို့ပြီးအားပြုရေးပေးပါမယ်အဲဟောစတန်းကတော့ပုံမှန်တိုင်းမှာပဲ9000ကျပ်ပါခင်ဗျာအဲဒါအပြင်ဆရာကလလိုက်အရောင်တွေကျိုးချောင်းရမယ့်အရာတွေဘာညာတွေအားလုံးအစုံအပြည့်အစုံပါတဲ့ပြင်ကိုမိတ်ဆွေတို့ရဲ့တဦးတစ်ချင်းစီရဲ့ဇာတာကိုဆရာတိရှာကိုတွတ်စစ်စစ်ပြီးတော့အဲ တေချာကိုဆရာကအဲ့ဒါတော့တကူကတော့ကျွန်တော်ဝစ်ကြည်တန်းကြီးနိုင်တဲ့ဆရာမဟုတ်ကြောင်းနဲ့မိတ်ဆွေတို့အားလုံးမရရင်တော့ဆရာတက်နိုင်ဆုံးတော့ရအောင်ရေးပြီးမယ်ဆိုတဲ့အကြောင်းနဲ့မနစ်ကမရလိုက်တဲ့မိတ်ဆွေများကြိုတင်ပြီးတော့စာရင်းပေးလို့ရပြီဆိုတဲ့အကြောင်းနဲ့ဖုန်းနံပါတ်0939 2936ဟိုအာ Telegram Viber နံပါတ်963 5055နှစ်မှာပြောကြောင်းနဲ့ကဲအခုတခါတော့ကြာစာပေးလို့စားလိုက်ရ2026ခုနှစ်ထဲမှာကြာစာပေးသားသမီးမိတ်ဆွေတို့မပြောမိမှာလက်ရှိ2025ခုနှစ်ထဲမှာဆိုရင်ကြာစာပေးသားသမီးမိတ်ဆွေတို့အနေနဲ့ ဘာကုန်မဆိုဒီတစ်နှစ်ကအဆိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေကိုကိုတိုင်းကိုကိုကိုတုံးတက်ပြီးတော့ကိုရဲ့အမားတွေကိုရဲ့အလွဲတွေကိုရဲ့အဆိုးတွေကိုရဲ့အငံ့တွေကို ပြန်ပြီးတော့ပြုပြင်ပြီးတော့ကောင်းအောင်ကြိုးစားလိမ့်မယ်ဘာကုန်မဆိုအစကနေ restart ပြန်စတင်တင်တယ်ငါတို့ပြန်ပြီးတော့ကြိုးစားတင်တယ်ဆိုပြီးတော့အချိန်ယူအားယူနေတာမျိုးတွေများခဲ့ပြီထင်တယ်ထို့ပြင်ကြာစာပရိသတ်မိတ်ဆွေတို့ဒီတစ်နှစ်ထဲမှာဆိုရင်2025ခုနှစ်ထဲမှာဆိုမိတ်ဆွေတို့စူးစမ်းခဲ့သမျ အရာတော့ထင်ခဲ့တယ်ဒါပေမဲ့စိတ်ပန်းလူပန်းစိတ်မောလူမောပြီးလက်ရှိရှင်နေမှာဘာကိုလှုပ်လို့လှုပ်ဆောင်အောင်မသိတာမျိုးအပြောင်းလဲတစ်ခုခုနဲ့ကိုကိုကိုစိတ်ပန်းလူပန်းစိတ်မောလူမောပြီးတော့မောဟပန်းဟနေပြီးတော့အဲတကယ်တမ်းစိတ်သာရှိပြီးတော့ခွန်အားစိုက်ဖို့အတွက်အင်မတန်အားနည်းနေတာမျိုးလက်ရှိမှာမိတ်ဆွေတို့နဲ့ကို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 စိတ်ပန်းလူပန်းစိတ်မောလူမောပြီးငါအမြန်ကြီးရဲ့လှုပ်စူးစားလှုပ်ခဲ့တာပဲငါအယန်းကြီးလှုပ်ခဲ့တာပဲဒါပေမဲ့အရာထင်းသိမ်းသလောက်လဲထင်းခဲ့တယ်သို့တော့ တိကျပို့ပြီးဆက်လုပ်ရမှာကိုလမ်းပြောက်နေတာမျိုးသူမဟုတ်ရင်တိကျပို့ပြီးဆက်လုပ်ချင်တဲ့စိတ်တွေအာကုန်နေတာမျိုးတွေဖြစ်ပေါ်နေတဲ့စိတ်မျိုးတွေမိတ်ဆွေတို့ကျင်းတည်ဖြစ်ပေါ်နေမှာအသေးချာပဲဖြစ်တယ်။သို့သောနေရာထိုင်ခြင်းအပြောင်းလဲဒိသာအပြောင်းလဲသူမဟုတ်လို့ရှိရင်လူအပြောင်းလဲ အပေါင်းအသင်းပြောင်းလဲမေဟစ်ဆူရဲ့အပေါင်းအသင်းပြောင်းလဲတွေများစွာကြုံခဲ့မဲ့နှစ်ဖြစ်ခဲ့တဲ့ကာလဖြစ်ပါတယ်။ထို့ပြင်အိမ်နွေးရေးကိစ္စအပွဲစည်းကိစ္စအများကိစ္စပကြီးပပုပေတင်ပေးတာတင်တဲ့အဆရှိတဲ့လုပ်ငန်းဟောင်းကြီးကိုအသစ်ပြန်လဲစူးစမ်း စဉ်းစားရင်ကောင်းမလားဆိုရင်မိတ်ဆွေများတေချာပါလေဆရာတို့ဖေဖော်ဝါရီလအတော်အတွင်းမှာအခုပြီးပြအောင်လုပ်ပါဆရာတို့အခုလက်ရှိဆိုလို့ရှိရင်နိုဝင်ဘာဒီဇင်ဘာဒီဇင်ဘာကနေပြီးတော့ဇန်နဝါရီဖေဖော်ဝါရီလအတွင်းမှာမိတ်ဆွေတို့နေရာတစ်အပြောင်းလဲတစ်လုပ်ငန်းတစ်အပြောင်းတစ်မိတ်ဆွေတစ်ဘာဘူးမဆိုအတစ်ပြောင်းလဲလှုပ်ဆောင်မယ်မိတ်ဆွေများချစ်တို့ဆောင်ရလှုပ်ဆောင်ပါကံရဲ့တိုးတက်မှုနဲ့အထောက်အကူကိုအများကြီးရရှိတတ်တဲ့နှစ်ဖြစ်တာတော့အသေးချာပဲဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့လာမဲ့ဖေဖော်ဝါရီဆရာတို့ဒီဇင်ဘာ2025ကုန်တဲ့ဒီဇင်ဘာနဲ့ ဇန်နဝါရီဖေဖော်ဝါရီတလားနှစ်လပိုင်းလောက်မှာပြီးပြအောင်ဆုံးဖြတ်ဆောင်ရွက်ပြီးတော့အပြောင်းလဲနဲ့ဆုံးဖြတ်ပြီးတော့အဲ့ဒီနောက်ပိုင်းကျရင်ရှေ့တို့ဆောင်ရွက်ပါလားကိုတစ်ဖြတ်ဖြတ်ပြီးတော့အပနှစ်ကိုနှစ်ရဲ့အစနဲ့အဆုံးသက်လေးတွေမှာမိတ်ဆွေတို့နေနဲ့အပြောင်းလဲနဲ့ကြီးမမရွေးချယ်စရာလေးတွေပေါ်လာလိမ့်မယ်ဆရာတို့ဒီ2025မှာဆိုရင်နိုဝင်ဘာဒီဇင်ဘာ 2028မှာဆိုရင်ဇန်နဝါရီဖေဖော်ဝါရီလမှာအရေးကြီးတဲ့ကိစ္စတွေအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေတဦးတဲ့တယောက်တည်းရုံးကန်ရတာမျိုးတွေနေရာတိုင်းကင်းအပြောင်းလဲတွေလုပ်ငန်းအပြောင်းလဲတွေထင်ပေါ်မှုတွေကြော်စောမှုတွေအားသာမှုတွေအရာရာကိုအပြောင်းလဲနဲ့ဆန့်ကျင်ဘက်တွေကိုတရားကိုရွေးချယ်ပြီးတော့ဆုံးဖြတ်ရမယ်နှစ်ဖြစ်မှာအတိအကျပဲဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့2025ခုနှစ်ရဲ့စူးကျင်ကောင်းကျင်2025ရဲ့အကုံရဲ့အဆိုးအကောင်းဟာမိတ်ဆွေတို့ရဲ့2026ကို တိုက်ရောက်မှာကျင်းတည်တဲ့နှစ်ဖြစ်ကြောင်းနဲ့မစ္စတိုနေနဲ့ဒီလိုအဆိုးအညံ့တွေကိုကံကောင်းမှုတွေရရှိအောင်လို့2025ရဲ့အကုန်ကနီးမှာကောင်းတဲ့အရာမဆိုးတာတွေကိုတစ်ခါတည်းလက်ရှိမှာကာလမှာပြီးပြတ်အောင်ဆုံးဖြတ်ဆောင်ရွက်ထားတဲ့ကာလဖြစ်ပြီးတော့2026ကိုကံကောင်းမှုတွေကောင်းတဲ့အရာတွေကိုမပြီးမပြတ်ပဲခေါ်သွားတာအကြောင်းမဟုတ်ပြင်မဲ့2020ငါခုနှစ်မှာအစိုးရအညံ့တွေကိုမပြီးပြတ်အောင်ဆုံးဖြတ်ခြင်းကြံ့ကြာခြင်းဟန်တားခြင်း ဆုံးဖြတ်မှုတွေ delay ဖြစ်နေရင်တော့မိတ်ဆွေတို့2026ရောက်မှလဲတုံရင်တုံရင်နဲ့ပဲနှစ်ဝက်လောက်ကိုသွားလိုက်မှပြေကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အစိုးရအညံ့နေဂျိုးစိုးဂျုံညံ့နေအားလုံးကိုဟိုတင်နှုံးသားနဲ့လှိတကယ်သူဒါမှမဟုတ်ရင်လဲမိတ်ဆွေတို့နဲ့အပခတ်ဟိုဆွနာလိုပေါ့ဆရာတို့ຫນွယ်ချိုးကိုဓာတ်နဲ့တုံးကနေဖြတ်လိုက်တယ်လို့မျိုးတခါလဲပြက်ပြက်သားသားရေရေဝန်းနဲ့ဆုံးဖြတ်ဆောင်ရွက်မှသာ2026မှာတော်ခါကြမဲ့နှစ်ဖြစ်ကြောင်းနဲ့2026ရဲ့အစိုးအညံ့နေကို 2025ရဲ့အစိုးညံ့တွေကိုပြီးပြတ်အောင်အဆုံးသတ်ထားတင်ပြီလို့ဆရာကမြင်တယ်။ဒါမှသာ2026မှာမိတ်ဆွေတို့အနေနဲ့ဆရာတို့ mass တကူးကြော်လောက်ကစပြီးတော့ခြေတို့ပြီးတော့ကံကောင်းမှုတွေဟာကျင်းတည်ပေါက်ပြည့်ပြည့်ရောဝါရမယ်ဆိုတဲ့အကြောင်းနဲ့နှစ်ရဲ့အစလေးမှာတော့ညံ့ချောင်းနဲ့နှစ်ရဲ့အဆုံးသတ်ကလေးမှာညံ့ချောင်းနဲ့2026ဟာကျစားပတိသားသမီးမိတ်ဆွေများအဖို့အစနဲ့အဆုံးသတ်ကလေးတွေမှာနည်းနည်းလေးမပြီးမပြတ်တဲ့အတိတ်ရဲ့အနာရဲ့ ဖြစ်ခဲ့ပြီးသားအရာတွေပြီးခဲ့ပြီးသားအရာတွေလုတ်ခဲ့ပြီးသားအရာတွေရီစားဟောင်းမိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းအဆက်ဟောင်းမိသားစုဟောင်းအိမ်တော်ဟောင်းအမှုဟောင်းငွေကြေးဟောင်းအဟောင်းတွေကပြန်ပြီးတော့တက်ရောက်လှိုင်းထားတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ပြီးပြအောင်ဆုံးဖြတ်ဆောင်ရွက်ထားတဲ့နှစ်ဖြစ်တာတော့အတိအကျပဲဖြစ်ကြောင်းနဲ့2020 6ခုနှစ်ကိုကန်ဆာတာကောင်းစီရန်အတွက်ဆိုရင်တော့ဘာတွေကိုပြုလုပ်တင်တယ်လဲဆိုတဲ့ရေရာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာ2026မှာကန်ဆာတာကောင်းစီဖို့အတွက်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့လူ၃မျိုးကိုလူ၃မျိုးကိုဇီဝိတဒါနကုသိုလ်ပြုလုပ်တင်ပါတယ် ို့ထက်အသက်ကြီးတော်သူကိုနဲ့အသက်ရွယ်သူကိုရှုတ်တဲ့သူကို့ထက်အသက်နှိမ်ပါပြီးရှုတ်တဲ့သူတွေကိုဇီဝိတဒါနအဲလေပြုတ်လောက်လိုက်တာမျိုးသို့မဟုတ်လို့ရှိရင်စေဝါလူဒါနာမျိုးကုသိုလ်လေးငွေကြီးလေးတတ်နိုင်တဲ့လောက်စေဘဝါပါလေးဒါကတော့စေဘဝါကလေးပါဆိုပြီးတော့မိမိတို့တတ်နိုင်တဲ့လောက်လေးတွေလူသုံးမျိုးကိုတစ်ခါလွင်သုံးမျိုးကိုစခွဲပြီးတော့မိမိတတ်နိုင်တဲ့အတိုင်းတားလေးနဲ့လူလိုက်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့ကန်ဆာတာတိုးတက်မှုနဲ့ကောင်းမွန်မှုတွေဂျာစာပရိသတ်သမီးတွေရရှိမှာအသေးစားပဲဖြစ်ကြောင်းနဲ့မိတ်ဆွေဂျာစာပရိသတ်သမီးတွေဟာ၂၀၂၀ 2026မှာ2025မှာပြေးလျမ်းနိုင်ခဲ့သမျှ2026မှာမပြီးမပြတ်ဖြစ်ခဲ့သမျှ2025မှာမပြီးမပြတ်ဖြစ်ခဲ့သမျှ2025မှာထင်ပေါ်ခဲ့သမျှ2025မှာအလီလိုက်ခဲ့သမျှ2026မှာရဲရဲကြီးစူးစမ်းဆုံးဖြတ်ဆောင်ရွက်ရမယ်နှစ်ဖြစ်ကြောင်းနဲ့မိတ်ဆွေတို့အစနဲ့အဆုံးသက်ကလေးတွေမှာနှစ်ရဲ့အစတလားနှလားနဲ့နောက်ဆုံးဆရာတို့နိုဝင်ဘာဒီဇင်ဘာမှာနည်းနည်းလေးကန်စတာရဲ့ဆရာတင်းနဲ့မြန်မာပြည်ရဲ့စတာအချိန်ကြီးကလည်းဆရာတိကျတော့မကြည့်ရသေးဘူး2026မှာ 17လပိုင်းနဲ့17လပိုင်းလောက်မှာကန်စတာရဲ့တဟုန်တို့တိုင်းပြည်စားတာကြီးကလည်းအကောင်းဘက်ကိုလုံးဝအဆူတွေကနေလွတ်မြောက်ပြီးအကောင်းဘက်ကိုရောက်ချီလာတော့မှလည်းကျင်းတည်တာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကျန်စာပရိသတ်သမီးများအနေနဲ့ပြင်ဆင်ထားသင့်ပြီးကံကောင်းမှုတွေအားလုံးထပ်တူတူတူပါသွားရအောင်တက်ကိုကရှေ့ရောက်နေအောင်စူးစမ်းသင့်တယ်ပြီးတော့နောက်တစ်ခုကလူငယ်တွေလူငယ်တွေဆိုလို့ရှိရင်အရှည်ရင်းနဲ့ပတ်သက်ရင်လည်းပြ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 ဆုံဆုံပြပြဆောင်ရွက်သင့်တော့နှစ်ဖြစ်ပြီးတော့မပြီးမပြတ်မှုတွေဟာမိတ်ဆွေတို့အတွက်ကို2026မှာ စိတ်ညစ်စရာလေးတွေစိတ်ဒုက္ခလေးတွေပေးတတ်သောနှစ်ဖြစ်ကြောင်းနဲ့ပညာရေးကိစ္စဘာသာရေးကိစ္စသင်တန်းကိစ္စတွေကလည်း2026မှာမိတ်ဆွေကြာသာပရိသတ်မိတွေတို့ကတဟုန်တို့ပြန်ပွင့်လာမယ်တေချာတဲ့2025မှာတော့ကြာသာပရိချူအားနေခဲ့တဲ့အတွက်ပညာရေးကိစ္စလေးတွေအဲအသင်ယူမှုအတက်ပညာနဲ့ပတ်သက်တာတွေအိမ်နွေးရေးကိစ္စလေးမှာအစမပြေမှုလေးတွေကြံ့ကြာမှုတွေအများကြီးကြုံခဲ့ပြီမယ်။2026မှာအားရီအားလုံးမှာစနစ်ပါတဟုန်တို့ပြန်ပွင့်လာမှာတကူးကြော်လောက်ကြံပွင့်လာမှာဖြစ်တဲ့အတွက်ကျော်သာပိသသမိတ်ဆွေများပညာရေးကိစ္စဘာသာရေးကိစ္စသင်တန်းကိစ္စ ကအဖွဲ့အစည်းအတတ်ပညာအသိပညာဆိုရှယ်မီဒီယာပကြီးပပုပေရင်ပေရစံကြံတရုပ်ဆောင်အမှုပညာတခုမှနဲ့ပတ်သက်ဘာကိုမဆိုရှစ်တို့လှုပ်ဆောင်ရန်အတွက်တော့မိမိရဲ့ယူရချက်တွေကိုအိမ်မက်တွေ dream to can to အိမ်မက်တွေနောက်ကို live တင်တဲ့နှစ်ဖြစ်တဲ့အတွက်ဂျာစာပရိသတ်မိတ်ဆွေများအနေနဲ့တကူးလောက်ကြော်ရင်တော့အထူးကြော်ရပြီလို့သာမှတ်ပြီးတော့ဟောတက်ကျိုးရင်လက်ထိုးလော်မယ်ဆိုတဲ့စိတ်နဲ့ပဲအားတင်းထားပါဦးမိတ်ဆွေ2026မှာထင်ပေါ်ခြင်းကြော်စောခြင်းတွေဟာ2025မှာထင်ပေါ်ခြင်းကြော်စောခြင်းတွေဟာ2026အတွက်တော့ အပိသက်စရာနဲ့ရှိတူအောင်မြင်မှုနဲ့ကံကောင်းမှုတွေကျင်းသေးတယ်ကိုယ့်ရဲ့အမိနာမခံပြီးတော့အဲ့တွန်ဖာမောက်ရောက်ရှိလာမှဖြစ်တဲ့အတွက်အားတင်းထားပါလက်ရှိကာလမှာတော်တိယော်တိကလေးတာငင်းငင်းကလေးနေပါတကူးကြော်ရင်အတူပြောရပြီလို့ပြောရင်းနဲ့တောက်ကြတွေတော့ကိုအရောက်သွားကြရအောင်